စကိုင်းနိုင်မုံရွာနဲ့ဘုဒ္ဓလင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်အကြမ်းဖက်နေတဲ့ဆိုးစွာကျေးရွာတချို့ကိုဆင်းနေလို့ရပြီးတဲ့နောက်ဒီကနေ့မေလ30ရက်မှာနောက်ပြန်ဆုတ်သွားပေမဲ့ပြည်သူတွေကတော့ထွက်ပြေးနေရဆဲလို့ဒေသခံတွေက MFP ကိုပြောပါတယ်မေလ29ရက်မနက်ပိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မကတဲ့ကထွက်လာတဲ့အင်အားတရာခန့်မှာဆိုးစွာဟာမုံရွာနယ်ကျွဲရွာကိုဆင်းနေဝင်ရောက်ကပေါက်ထွင်းခိုးယူလူရပြီးတဲ့နောက်ဆက်လက်ပြီး မုံရွာနဲ့ဘုဒ္ဓလင်မြို့နယ်တဲ့ရွာစင်းလက်ကစကြောင်းထိုးအကြမ်းဖက်နေလို့ဒေသခံပြည်သူတွေထွက်ပြေးနေရတာပါမေလ30ရက်ဒီကနေ့မနက်မှာတော့ဆောစုကနမခမြောက်ဘက်မှာတည်ရှိတဲ့ဖန်ကားချင်းရွာကိုဝင်းရောက်စီးနှင်းလူရက်နေပါတယ်ဆောစုကဘုဒ္ဓလင်မြို့နယ်ထနောင်းကုန်းချင်းရွာကိုစီးနှင်းဝင်မွေလူရက်ပြီးရနောက်မေလ29ရက်ညနေပိုင်းကစပြီးဖန်ကားချင်းရွာဘက်စကြောင်းပြန်လှည့်လာကစီးနှင်းထားတာဖြစ်ပါတယ် ိုးစုရန်ကျောင်းကျွဲရဲတမလာတောင်ပလူကြီးပရုံရွာဖန်ကားကျင်းစီတော်မြို့ပေါ်နဲ့ထဏောင်းကုန်းစတဲ့မုံရွာနဲ့ဘုဒ္ဓလင်နဲ့ကြီးရွာတွေကပြည်သူတွေမိုးရဲရေတဲ့စစ်ပေးဆောင်ထွက်ပြေးနေကြတာပါလက်ရှိမှာစိုးစုစစ်ကြောင်းပြန်ခောက်နေပေမဲ့မုံရွာမြို့နယ်ဖန်ကားကျင်းနဲ့ဘုဒ္ဓလင်မြို့နယ်စီတော်စတဲ့ကြီးရွာတွေအပါအဝင်စစ်ကြောင်းနဲ့နှီးတဲ့ကြီးရွာတွေကပြည်သူ2000ခန့်နေရမပြောင်းနိုင်ပဲဆက်လက်တိမ်းရှောင်နေရဆက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်